အင်္ဂလိပ်ဟောပြောဖို့ရန်တော့ဗောနော်ကျွန်တော်တို့ပြင်ဆင်တဲ့ခြေဆွဆိုတာဗာလဲတော့အင်္ဂလိပ်ဟောပြောဖို့ရန်အတွက်သင်အစင်သင်ဖြစ်နေလားအာမင်ဒါအရေးကြီးတယ်ဆိုတော့အင်္ဂလိပ်ပြောဖို့အစင်သင်ဖြစ်ကိုဖြစ်နေရမယ်ဆိုရဲသဘောနော်ကဲရင်ချင်းတရားကိုဟောပြောဖို့အသင့်အနေထားဆိုတော့ကျွန်တော်အိမ်မှာနေရင်ဖဏမစီဘူးအမေပြင်သွားမယ်ဆိုရင်ဖဏစီတယ်အတိတ်ပြရပါလဲသွားတော့မယ် နော်ဖနက်စီးလိုက်ပြီဆိုကြတဲ့ကသွားရမယ်ဆိုတော့ကလေးတွေအာတွေ့ဘူးတာပေါ့နော်ကလေးတွေကဘယ်လိုမျိုးရှိတတ်လဲဆိုတော့သူတို့အပြင်သွားမယ်ဟေးဆိုတော့ကလေးငယ်လေးတွေဆိုရင်ဖနက်အရင်ဆုံးယူတာအဲစကားမပြောတတ်သေးဘူးသူတို့ဖနက်ကိုယူပြရဲဆိုတာသူပြင်သွားခြင်းပြီးစသဖြင့်ပေါ့နော်ငိန်သက်ခြင်းနဲ့ရှင်တော့ဧဝံဂေလိတရားကိုဟောပြောအပ်တော်ကပြင်ဆင်တော့အဖြစ်တည်ဟူသောခြေစွပ်ကိုဆွလျက် ခံရကြလောဆိုတော့အတိတ်ပဲကတော့ကျွန်တော်တို့ခြေစွပ်ကိုအသစ်ပြင်ထင်ပြင်ဆင်ထားပါဆိုရဲအတိတ်ပဲဖြစ်ပါတယ်။တနည်းအားဖြင့်အများရမဲ့ ready ဖြစ်နေရမယ်ဆိုရဲတက်တာပေါ့နော် ready ဖြစ်နေရမယ် ready ဖြစ်ရမယ်အထူးဖြင့် English hall ဖို့ရန်အတွက် ready ဖြစ်နေရမယ်ယဉ်ကျေးသူတရားရဲ့တက်တာမှာ yes amen